မင်္ဂလာပါရှင်73ရက်ဆယ်လမှ69ရက်ဆယ်လ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲပုံပြီးဒီလိုပေါ်ခြင်းဟာကောင်းသောပေါ်ခြင်းလို့တွေ့ရတယ်အလုပ်တွေကံတိတိပေါ်ပြီးလုပ်ငန်းတွေတိုးချင်ရမယ်အလုပ်နဲ့ပတ်သက်ပြီးတော့ရည်ရွယ်ချင်စီထားတဲ့ကိစ္စတွေအောင်မြင်စေမယ်တံမိုးကြီးသောပစ္စည်းထွက်တဲ့တဲ့ဒါကလေမိမိအတုံးလိုလို့ ထွက်သွားတဲ့အရာမျိုးကိုမြင်နေတော့မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အလိန်အညာလေးတွေခံရတဲ့တည်းဒါကြောင့်ဘသူ့မှမယုံပါနဲ့အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေနောက်ဆက်တင်းရမယ်ပူပန်ရမယ်စိတ်ရှုပ်ထွေးရမယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာစိတ်ညစ်စရာဒီလိုလေးကြုံရတဲ့တည်းကျန်နေတိုက်ခိုက်ရှိတယ်တတိသားပါမိမိကိုမနာလိုတဲ့သူမိမိကိုတိုက်ခိုက်ခြင်းတဲ့သူမိမိကိုအပြစ်ပြောခြင်းတဲ့သူဒီလိုလေးတွေ့ရတယ် အခြေအနေပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူကြည့်လူခင်ပေါ်ခြင်းလို့တွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ကိုယ်စိတ်တိုင်းကြပြောဆိုခွင့်အောင်မြင်စီမိတ်တပတ်တာလို့မြင်ပါတယ်။ကျမရင်းနဲ့ပတ်သက်ရင်တော့ညံ့မယ်။ဘာရင်ညံ့နိုင်လဲဆိုတော့အဓိကအေးပတ်မခံတဲ့ရေချိုးမမစီနေအဲကွန်းပန်ကားလေးတွေသတိထားပေးရအောင်နော်။အေးချမ်းမှုညင်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာကိုရည်ရွယ်ကြံစည်ထားတဲ့ကိစ္စလေးတွေအောင်မြင်စေမယ်။လုပ်ချင်တဲ့ကိစ္စလေးတွေဆန္ဒတွေအကောင့်ထဲပို့မယ်ဒီလိုလေးမြင်တာပေါ့နော်။ ကန်နဲ့ပတ်သက်ပြီးတော့ကန်အားအလွန်ကောင်းနေထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့၃တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါပြီရွှင်လန်းပွင့်လန်းစီမဲ့တပတ်တာလို့မြင်နေရဆရာရှိတဲ့ငွေကြီးတွေလည်းဝင်လာမယ်။ပြီးဆရာရှိတဲ့ငွေကြီးကိစ္စတွေလည်းအဆင်ပြေသွားနိုင်မယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ကိုပဲဆရာကြည့်လိုက်တဲ့အခါမိမိကိုအလိညာမခံရဖို့အတွက်ကိုပဲကာဝေးရမယ်။ကျန်တဲ့ကိစ္စအားလုံးအဆင်ပြေတယ်။ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ကံတောက်ပံ့ဖြစ်စီတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါနဲ့။ တနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရေရရာကရွှေရောင်ရက်ခုနှစ်လက်ကိုနေအိမ်ဖျားဒုံမိုးဇီရီတဆူမှာတွားရောက်ပြတိုင်းချင်းဖြင့်မိမိခက်ခဲနေတဲ့အခက်အခဲတွေအားလုံးကင်းစင်ပေါက်ပြောက်ပြီးကောင်းကျိုးချမ်းသာများရရှိစေမှာပဲဖြစ်ပါဘူး။မင်္ဂလာပါရှင်၁၃ရက်၁၀လ၂၀25မှာ၁၉ရက်၁၀လ၂၀25တပတ်တာတနင်္လာသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်တနင်္လာသားသမီးချင်းမိတ်ဆွေ အလုပ်နဲ့ပတ်သက်ပြီးတော့အခက်အခဲလေးတွေကြုံရမယ်။လုံးဝကံရခက်ခဲစီရေပေါ့နော်။တံမှုကြီးသောပစ္စည်းထွက်တတ်ပါလေ။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေကောင်းတွေတွေ့မယ်။မိတ်ဆွေတွေရဲ့အကူအညီကောင်းထောက်ပံ့ကောင်းရမယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေစိတ်ရှိဝါမယ်၊ကောင်းရှိဝါမယ်။ဆွေမျိုးသားချင်းစီကနာယီတဲ့တင်ကြတတ်ပါလေ။ရှင်အနီစူးစူးဝါလုံးဝမရှိဘူး။ ချစ်သူခင်သူပေါများတာမေးတပတ်တာလို့မြင်နေအချီးကြီးနဲ့ပတ်သက်ပြီးတော့ချစ်တဲ့သူစီကနေအဆက်အသွယ်မရတာမျိုးကြုံရတဲ့တည်းအဲ့တော့ပုံမှန်အဆင်ပြေနေတဲ့ချစ်သူတွေတောင်မှပဲတယောက်နဲ့တယောက်အဆက်အသွယ်လေးတွေရက်နေတာသူ့အကြောင်းကိုမသိရတာကိုယ့်အကြောင်းသူမသိရတာဒီလိုလေးတွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့ကျမ်းမာရေးချူချာတဲ့တည်း ။တင်းနလာသမီးရဲ့ကျမ်းမာရေးတင်းနလာသားသမီးတွေအတွက်ကတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးချိုးမရှိဘူး။ရခင်ကနေ့ကကျမ်းမာရေးဝေဒနာခံစားရတယ်ဆိုရင်တော့အနာနဲ့စီးတွေ့သွားမယ်။ကေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုတ်ကင်ခွင်လန်းလေးတွေနေနေတဲ့အတွက်ကြောင့်မို့လို့မအေးချမ်းသေးဘူးလို့တွေ့ရတာပေါ့နော်။ကဲနဲ့ပတ်သက်ရင်တော့အားကောင်းနေမိမိဘက်ကလည်းမှန်ကန်အောင်နေရတယ်အထူးသဖြင့်ဒီတစ်ပတ်မှာကံငါးပါးကိုလုံအောင်ထင်းရတယ် ကံကားပါလေးမှာတခုခုပေါ်ကျွင်းသွားပြီဆိုရင်တော့လက်လာပါတွေပိတ်ဆို့နေတာမျိုးလေးကျွန်တော်တက်တယ်။ငွေကြီးလက်လာပါတွေရွှေလန်းပွင့်လန်းစီပေတပတ်တာပါ။အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးမတွေ့ရဘူး။မိမိဘက်ကနေပြီးတော့ပုံစံအချင်းပြောင်းလေးတွေလောက်ကင်သွားပြီးပုံစံလေးတွေချင်းပြီးတော့ပြောဆိုသွားပြီဆိုရင်အစီအပြေမဲ့တပတ်တာလို့တွေ့ရတယ်။ဒီတော့တနင်္လာသားသမီးချင်းမေးဆွေတို့ကံတော့ဖန်ပြစီရဲ့ရေရာကောင်းလေးပြီးချင်ပါတယ်။ တနင်္လာသာသမီချင်းမိတ်ဆွေအိမ်ပြားမှာနွားနုနှစ်ခွက်လူရန်ချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားပေးလို့တွေ့ရပါတယ်ရှင်။ဒါပြင်တနင်္လာသာသမီတွေအကျိုးပေးတဲ့ထီနယ်ဘက်ကကိုးတလုံးပဲဖြစ်ပါတယ်။ဒါကြောင့်ကိုးတလုံးကိုဒီတို့ကန်ဆက်ပေးဆိုရင်ကံအားကောင်းစီပါပဲဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင် 73ရေး10လမှ19ရေး10လ2025တပတ်တာ အင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံအရန်ကောင်းနေလုံးဝမြအကျိုးရှိပြီးနောက်ကိုလုပ်တဲ့ကိစ္စတိုင်းကိစ္စတိုင်းမှာအောင်မြင်စေမယ့်အရာလေးတွေကိုတွေ့ရတယ်။တန်မိုးကြီးသောပစ္စည်းဝင်လာဝရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းတွေရဲ့အကူအညီကောင်းတွေ၊တောင်းပန်ကောင်းတွေ၊အကြံဉာဏ်ကောင်းတွေရရှိစေမယ့်တပတ်တာပါ ိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအရန်ကောင်းနေစီစဉ်မှုတွေလည်းပဲအဆင်ပြေမဲ့ထင်မှတွေ့ရတယ်။ရှင်မြူသားကြီးစီကနေအကူညီကောင်းအကြံဉာဏ်ကောင်းထောက်ပံ့ကောင်းဒီလိုတွေရရှိစီမှာပဲဖြစ်ပါလိမ့်။အတိုက်ကြိုက်တော့ရှိတယ်တတိထားပါမိမိဘက်ကလည်းပြောမဆိုမှဘသူကမှမဖြစ်စေနဲ့မိမိဘက်ကပြောမဆိုမှဖြစ်လိုက်ပြီဆိုတာနဲ့အဲ့ဒီအတိုက်ခက်ကမိမိစီကိုတိတိဆိုင်ဆိုင်ကြီးကိုကိုယ်ဒေကြီးလာပြီးတော့ဖိုက်တာမျိုးကြုံရတဲ့တတိထားပါ အခြေအနေပတ်သက်ပြီးတော့ပုံမှန်လေးသွားနေမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ညှိနှိုင်းတိုင်ပင်ဆွေးနွေးလို့ရတဲ့အချိန်ကာလတစ်ခုတွေ့ရတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမတွေ့ရပါဘူးရှင်။အေးချမ်းမှုညင်းချမ်းမှုတွေရောက်ရှိလာမယ်တပတ်တာ။ဘာကြောင့်လဲဆိုတော့ကိုပါလေးပဲရည်ရွယ်လိုက်၊ဘာလေးပဲစီစဉ်လိုက်၊စီစဉ်လိုက်တဲ့ကိစ္စရည်ရွယ်တဲ့ကိစ္စတွေအကောင့်တွေပေါ်ပြီးအစီအပြီးသွားမယ်တပတ်တာပါ။ထီထိုးကန်ဆန်းမယ်ဆိုရင်ကန်အားလုံးကောင်းနေထီထိုးကန်ဆန်းခဲ့မယ်ဆိုရင်၃ညတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ ်ဝေကြီးလင်းလာပါများရှင်လင်းလာမယ်တပတ်တာပွင့်လင်းလာမယ်တပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တော့ကိုပြောချင်တဲ့အရာလေးတွေကိုတချို့ကိစ္စလေးတွေမှာထိန်ချန်ထားရတာလေးတွေရှိတယ်။ဒါ့ပြင်ပဲမိမိဘက်ကပြောတဲ့ပြောတတ်တဲ့အရာလေးတွေဆိုရင်ပြောဆိုလို့ရတယ်။မပြောတဲ့အရာတွေဆိုလို့ချင်ရင်အမြဲတမ်းလူမုန်းမခံနေဒါလေးကိုဆရာမမှာခြင်းနေဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတို့ကံတောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးပြီးချင်ပါတယ်။ အင်္ဂါသာသမီချင်းမိတ်ဆွေပြုလို့ဆောင်ရွက်မဲ့တပတ်တာရေရာကခရီးသွားနေတဲ့သူကိုမိမိငွေကြေးတက်နိုင်သလောက်လမ်းစီပေါ့နော်လမ်းစီတူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်73ရက်10လမှ19ရက်10လ2025တပတ်တာဘုံတုံးသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင် ဗုဒ္ဓဘာသာမိချမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အရာရာလုပ်ငန်းလေးတွေလေပတ်စီပေးတင်မှာပါတယ်အလုံးမရသေးတဲ့သူကလည်းဒီတစ်ပတ်တည်းမှာအလုံးရဖို့လမ်းကြောင်းလေးပုံပေးမိမိစိတ်တိုင်းကြောက်သောအလုံးငွေငွေကြီးလက်လာပါပါနော်လစာကောင်းသောအလုံးဒါမျိုးလေးရရှိစီမယ်လို့တွေးရတယ်တံမိုးကြီးတော့ပြည်စီတော့ထွက်တတ်တယ်ဒါကလည်းတော်တော်ကိုအသုံးလို့လို့ထွက်သွားတယ်ဆိုတဲ့အရာမျိုးတွေ့ရတယ်ပေါ့နော်မိ쇠ပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိ쇠ရကိုယ်မကူညီနိုင်ဘူး ကိုကိုတိုင်းကလည်းပဲတကယ်လိုအပ်လို့အကူအညီတောင်းပြီဆိုရင်ဘသူစီကိုမှလက်လက်မဲ့မိတာမျိုးဒီလိုလေးတွေ့ရတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရရဲ့ဒီဆိုလို့ရှိရင်စိတ်ရှိ့ွားတယ်ခေါင်းရှိ့ွားတယ်သို့ပင်ပဲလေပဲကိုကကောင်းစွာ ဖြည့်ရှင်းနိုင်နေတယ်ပါပါတယ်။ရှင်မြူသားချင်းစီကအကူအညီမရတဲ့အပြင် အပြစ်ပြောတာတော့ခံရတတ်တယ်။ရန်အနေရှိတဲ့အတိုက်ခိုက်ရှိတဲ့အနောက်ရှိတဲ့သတိထားမယ်။ အချီးနဲ့ပတ်သက်ပြီးတော့ငိန်နေမဲ့တပတ်တာအေးနေမဲ့တပတ်တာအိမ်တော်ကြီးနဲ့ပတ်သက်ရင်သားသမီးတွေစီကနေဟိုတရင်ကောင်းကြရတာမျိုးသားသမီးနဲ့ပတ်သက်ပြီးတော့ကိုကိုနိုင်ကလည်းပဲဘေးရမစို့ပတ်မှုပေးနိုင်တာမျိုးဒီလိုလေးတွေ့ရတယ်အေးချမ်းမှုငိန်ချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အရာရာခုမှအပူတပြည့်လုံဆောင်နေရတဲ့အရာလေးတွေရှိနေတယ်ကို့အတွက်မဟုတ်ရင်တော့သူများအတွက်ဒါမှမဟုတ်ရင်မိသားစုအတွက် ဲ့လိုမျိုးတွေနောက်ဆန်တင်းနေရတဲ့အတွက်ကြောင့်ပူပန်မှုတွေများနေရမှာပေါ့နော်။ကံနဲ့ပတ်သက်ပြီးတော့အားကောင်းနေထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရတယ်။ဝေးကြီးလက်လာပါတွေရှင်လန်းမယ်ပွင့်လန်းမယ်။နောက်ရဆရာရှိရဲ့ငွေကြီးတွေဝင်လာမယ်ဒီလိုလေးတွေ့ရတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တော့စူးဝါးတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူး။ဒါ့ပေမဲ့ကို PPCC လို့ PPCC နဲ့ PC အောင်လုတ်ပေးရမယ့်ကိစ္စရဲ့ကလေးတွေမှာကိုဘက်ကနေပြီးတော့အားထုတ်ခွန်ဆိုင်လုတ်ပေးဖို့ပဲလိုအပ်တယ်ဒါလေးကိုတော့သတိထားရတာပေါ့နော်အဲ့တော့ဗုဒ္ဓဦးသားသမီးချင်းပြည်စွေအတွက်ကံတောက်ပံ့ဖြစ်စေတဲ့ရေရီယာကောင်းလေးပေးခြင်းနေဗုဒ္ဓဦးသားသမီးချင်းပြည်စွေပြုလုပ်ဆောင်ရမယ့်တပတ်တာရေရီယာကမိမိနေအင်ကဖျားမှာပန်းဝါခုနှစ်ပွင့်လူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်73ရက်ဆယ်လမှာ69ရက်ဆယ်လ2025တပတ်တာဇာတာပရိသသတိချင်းမိတ်ဆွေရေအလုတ်ကင်ကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်ဇာတာပရိသသတိချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့အတိုက်အခိုက်ကလေးတွေညားနေမယ်တပတ်တာပါတန်မိုးကြီးသောပစ္စည်းဝင်လာမှုရှိနေပါတယ်မိတ်ဆွေတွေရဲ့ကူညီမှုအကြံဉာဏ်ကောင်းပေးမှုဒါလေးတွေရရှိစီမယ် အိမ်ကိစ္စတွေရည်ရွယ်ထားတဲ့အရာလေးတွေအဆင်ပြေမေအယောင်းဝယ်လေးတွေကောင်းစီမေရှင်မျိုးသားချင်းစီကတည်ငောင်းနေကြအောင်ရှိနေပါတယ်။ရန်အန်ဒီရဲ့အတိုက်အခိုက်ရှိတဲ့တည်ထားပါနော်။အချီအီနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်နေပြီ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချမ်းတာယာစီပဲအိမ်တော်ကြီးလိုတွေ့ရတယ်။ကျမကြီးနဲ့ပတ်သက်ရင်စူးချိုးလုံးဝမရှိဘူးရခင်ကနေကကျမကြီးခံစားရတဲ့သူဆိုရင်တော့အနာနဲ့စီးတွေ့သွားပါလိမ့်မယ် အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာအလူလေးတွေနဲ့အလုရှုပ်နေမယ့်တပတ်တာလို့မြင်နေ။ကံနဲ့ပတ်သက်ရင်တော့ကံအလိုကောင်းနေထီထူးကံစမ်းခြင်းတွေဆိုရင်တော့နှစ်တလုံးထီထူးကံစမ်းလို့ရတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့လက်ထက်မှာငွေတွေမထားနေပိုင်ဆိုင်မှုတစ်ခုခုကိုဝယ်ထားမယ်ဆိုရင်ခုအတွက်အဖတ်တင်ပြီးတော့အကျိုးမြတ်များစွာရရှိစေမယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါမှာမိမိအတွက်နဲ့မဟုတ်ဘဲနဲ့သူများအတွက်နဲ့စိတ်ပင်ပန်းနေရတာမျိုးလေးကြုံရတဲ့တည်းဒီတော့ဂျာသာပရိသသမီးချင်းမဆွေအတွက်ကံထောက်ပံ့ပစ္စည်းတွေရေရာကောင်းလေးဆင်မပေးချင်ပါနဲ့ဂျာသာပရိသသမီးချင်းမဆွေအိမ်ဖျားမှာအုံလို့ခေါ်ဆွဲလူတိုင်းချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လေသွားမယ်လို့တွေ့ရပါအင်္ဂလာပါရှင် 73ရင်းဆယ်လာမှ19ရင်းဆယ်လာ2025တပတ်တာတောက်ကြသားသမီးချင်းမေးဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါလိမ့်ရှင်။တောက်ကြသားသမီးချင်းမေးဆွေအလုတ်နဲ့ပတ်သက်ပြီးတော့ခက်ခဲစီတွေအလုတ်ကြောင့်အဆင်မပြေဘူးလေးဂျုံရတဲ့တည်းအလုတ်မှာစိတ်ညစ်စရာဆိတ်ရှုပ်စရာလေးပေါ်တတ်ပါတယ်။တံမိုးကြီးပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်။ မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းလေးတွေဆရာသမားတွေဇီကနေပြီးတော့အကြံဉာဏ်ကောင်းလေးတွေဆရာသမားတွေရဲ့မျက်နှာသာပေးမှုဒီလိုလေးရရှိစေပါမယ်ဖြစ်ပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့နောက်ဆန်ဒီတရားမေကြီးကဲသူရဲ့ကျမ်းမာရေးအကြောင်းပူပန်ရတတ်ပါတယ်။ဆွေမျိုးသားချင်းစီကနေအကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေရရှိစေမယ့်တပတ်တာပါ။ရန်အနေစူးစူးဝါမရှိဘူးသို့ပေမဲ့အလိမ်အညာခံရတဲ့တာလေးကိုတော့သတိထားပါနော်။ ခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအင်မတန်ဖွင့်နေမိလူငယ်လူရယ်တွေဆိုရင်မိမိချစ်သူကမိမိအပေါ်မှာဂရုစိုက်တဲ့အပြင်အခြားသောသူတွေရဲ့စိတ်ဝင်စားခြင်းချီးဆိုခြင်းဒီလိုလေးခံရတဲ့ဒီအိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ရဲ့ဒီငွေကြေးကိစ္စလေးတွေအလုတ်ကန်ကိစ္စလေးတွေဒီလိုသတင်းကောင်းလေးကြားတတ်ပါလိမ့်။ကျမ်းမကြီးနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာပါ အဆက်တွေကောင်းလေးတွေဝေးကွာခွဲကွာနေတဲ့သူစီကနေအဆက်တွေကောင်းလေးတွေရဖို့ရှိနေပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းပါတယ်တီတိုးကံဆန်းခြင်းနေဆိုရင်တော့ခုနှစ်တလုံးတီတိုးကံဆန်းလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုယ့်လက်ထဲမှာငွေကြိုင်ထားပြီဆိုရင်ကုံအဖင်တန်းချောင်းကတစ်ခုပြီးတစ်ခုပေါ်လာတတ်တယ်အဲ့တော့ယုံကြည်စိတ်ချရတဲ့နေရာလေးတွေမှာငွေကိုသိမ်းထားပြီဆိုရင်တော့ငွေစုမိမယ်စောင့်မိမယ်နော်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါမှာ ိုသွားလာနေတဲ့လှုပ်ရှားနေတဲ့နေရာလေးတွေမှာအမြဲတမ်းပြဿနာလေးတွေပေါ်တတ်တယ်ဒါတို့ကိုစိုက်စီခြင်းနေတောင်းကြသားသမီးချင်းမိတ်ဆွေတို့အတွက်ကံတောင်းပန်ဖြစ်စေတဲ့ရေတရာကောင်းလေးပြချင်ပါတယ်တောင်းကြသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ရေတရာကကျိုင်းရှိနေတဲ့နေရာလေးတွေမှာလမ်းခင်းပေးတဲ့အရာလေးအုတ်ခဲကိုထုချေပြီးတော့တော့လကောင်းเนาะနောက်ကွာဒီအုံမုတ်ခွက်ကလေးတွေကိုထုချေပြီးတော့တော့လကောင်း အုံးစံဘက်ကလေးတွေကိုခင်းပြတာတော့လည်းကောင်းလမ်းခင်းလိုက်တဲ့တပိတ်ကလေးပြုလို့ဆောင်ရွက်လိုက်ပြီဆိုတာနဲ့တပတ်တာမှာမိမိခက်ခဲစီတဲ့အရာလေးအားလုံးကင်းစင်ပပျောက်ပြီးတော့ကောင်းချိုးချမ်းသာတွေရရှိစီမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်စက်သုံးရက်ဆယ်လမှာ19ရက်ဆယ်လ2025တပတ်တာ စနီသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင် စနေသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့လမ်းပြောင်းနေတာမျိုးလေးကြုံရတဲ့ဒီရှီတူဝါခဲနောက်ဆုံးဝါခဲခက်ခဲစီတဲ့ကိစ္စရည်ရည်ပေါ်လာမှုရှိနေပါတယ်တံမိုးကြီးတော့ပစ္စည်းကြီးတစ်ခုပြီးတစ်ခုထွက်နေတာမျိုးလေးလည်းကြုံရတဲ့ဒီမိတ်ဆွေပေါင်းတဲ့ဒီဆရာသမားတွေရဲ့ကူညီမှုထောက်ပံ့မှုအကြံဉာဏ်ကောင်းပေးမှုဒီလိုလေးရရှိစီမဲ့တပတ်တာပါ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေသတင်းကောင်းကြားပေး၊အိမ်ကိစ္စတွေအစီအပြင်ပေး၊အိမ်နဲ့ပတ်သက်ပြီးတော့စီစဉ်ညွှန်ကြားတဲ့အရာမှန်သမျှအားလုံးတွေကူချုံးဝေစီမှာပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အမြင်နဲ့ပြဿနာလေးဖြစ်တာရံများရတာ၊စကားများရတာဒီလိုလေးအကျဉ်းဝတ်တည်းရံအန်ဒီရေစွစွဝါလုံးဝမရှိပါဘူးရှင်။ ခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူရဲ့ထင်မြင်လွဲပေါင်းမှုခံရတဲ့တည်ချစ်သူနဲ့အဆက်အသွယ်ကြီးပြတ်တောက်သွားတာမျိုးလေးကြုံရတဲ့တည်အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ရဲ့ကျန်းမာရေးအသေးအတင်ကျန်းမာရေးညံ့တဲ့တည်ကိူးစိတ်ပါနော်ဒီကျမ်းမှုညင်းကျမ်းမှုရောက်ရှိလာပေတဲ့ဘက်တာလို့တွေ့ရတယ်။နောက်မိမိကိုယ်တိုင်လေးကျမ်းမာရေးနဲ့ပတ်သက်ရင်ဂရုစိုက်ပါ။ဖြစ်လိုက်ရင်ကျမ်းမာရေးကအခါအောက်ပိုင်းတွေကြိုက်ခင်းနာကျင်တာမျိုးလေးခံစားတတ်ပါတယ်။ ကန်နဲ့ပတ်သက်ရင်တော့အားနည်းတယ်။ဒါ့ပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းတွေဆိုရင်တော့ရှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းလေးတွေရရှိစေမယ်။မိမိကပြောလိုက်ပြီဆိုတာနဲ့လွယ်ကူစွာဝေးချင်းအစီအပြေပဲတပတ်တာလို့တွေ့ရတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူး။ဒါပေမဲ့ကိုယ့်ရှိမှမနာမကျန်းဖြစ်နေတဲ့အရာတွေကိုစက်တိုက်ဆိုသလိုကြုံတွေ့ရတာမျိုးလေး တွေ့ရပါတယ်။ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ပြုစီတွေရေရာကောင်းလေးပြချင်ပါတယ်။စနေသားသမီးချင်းမိတ်ဆွေပြုလူဆောင်ရမယ့်တပတ်တာရေရာကမိမိနေအိမ်မှာရှိနေတဲ့နိုင်ရတောင်းလေးနိုင်ကြုံညာလေးဒါဒီအားလုံးကိုရှင်းထုတ်စီခြင်းတယ်ပေါ့နော်ဒါအပြင်မီးချိုးပေါက်နေတာတွေနောက်ပြီးတော့ဒီဒဲဟုတ်ပိန်နေတာတွေဒဲဟုတ်ပေါက်နေတာတွေဒါလေးတွေကိုရှင်းထုတ်လိုက်ခဲ့ဆိုရင်မိမိခက်ခဲနေတဲ့ ပိတ်ဆို့နေတဲ့လက်လာပါတွေဝင်လန်းစီမဲတပတ်တာလို့တွေ့ရပါတယ်ရှင်